အခုတင်ဆက်ပေးမယ့်သတင်းကတော့တောင်တေးဥပင်လယ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့်ရေကြီးမှုတွေဖြစ်ပေါ်မယ်လို့သတိပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။တောင်တေးဥပင်လယ်မှာဖြစ်ပေါ်နေတဲ့လေပြင်းရိုင်းနဲ့ရပ်ပေါ်ဟာမုန်တိုင်းဖြစ်ကိုရောက်ရှိပြီးအရှိတအအားနိုင်ငံတွေမှာရေကြီးမှုတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရပ်ဝဟာတရုတ်တိုင်းမေကုံမုန်တိုင်းအဖြစ်နဲ့ကြော်ဖြတ်ပြီးတရုတ်နိုင်ငံအရှေ့တောင်ပိုင်းကိုဝင်ရောက်မယ်လို့လက်ရှိအချိန်မှာခန့်မှန်းထားကြပါတယ်။ ဝတ်တလို့မြည်ပေးထားတဲ့ဆိုအမောင်းနိုင်ဟာတရုတ်နိုင်ငံအရှေ့တောင်ပိုင်းကိုဝယ်ရောက်မှဖြစ်ပေမဲ့ထိုင်းနိုင်ငံ၊ဗီယက်နမ်နိုင်ငံ၊လာအိုနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာမိုးသည်ထန်စွာရသောမွေဖြစ်ပေါ်မယ်လို့သတိပေးချက်ထဲမှာပါဝင်ခဲ့ပါတယ်။ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေနဲ့ရှမ်းပြည်နယ်မှာမိုးသည်ထန်စွာရသောမွေဖြစ်ပေါ်မယ်လို့လည်းသတိပေးထားပါတယ်။ဝတ်တမောင်းနိုင်ဟာတောင်တရုတ်ပင်လယ်မှာဒီနေ့မုန်တုံရသည်မှာပထမဆုံးဖြစ်ပေါ်တဲ့အင်အားပြည့်မုန်တိုင်းဖြစ်မယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချက်ဝါပေးပို့လာပါဗျ။